မဟာကာလမထေအကြောင်းမြတ်စွာဘုရားတထုထင်ရှားရှိစဉ်ကဒေတပြ မြို့မှာမဟာကာလမဇိမကာလສຸລະກາລາဆိုတဲ့ညီကို3ယောက်ရှိခဲ့ပါတယ်အကူကြီးဖြစ်သူ ਨੇ ညီငယ်ဖြစ်သူတို့ကအမျိုးမျိုးအရွာရွာလဲပြင်သွားရောက်ကပစ္စည်းကုန်များကိုဝေချမ်းရတယ်မိစိမကာလကတော့အိမ်မှာနေပြီးတော့အကူနဲ့ညီငယ်လို့ဝေရတဲ့ကုန်ပစ္စည်းများကိုတိုင်ခံရောင်းချပေးပါတယ်ဒီနေ့တော့မဟာကာလနဲ့ဇူလကာလတို့လဲပေါင်းများစွာဖြင့်ကုန် ကုံတွေသွားရတာဝတိမျိုးကိုရောက်တယ်။ဒါဝတိမျိုးတကားအနည်းများမှာလဲများကိုရင်နာပြီးတော့စခန်းချပါတယ်။သူတို့ဒါဝတိမျိုးမှာစခန်းချစဉ်မဟာကာလဟာပဏ္ဍန္တတွေကိုလက်ကိုဆွဲလျက်ဇေဒဝင်ကျောင်းတော်သူတရားနာသွားကြတဲ့ဒါဝတိမျိုးသူမျိုးသားတွေကိုမြင်လို့ ူလည်းတရားနာလို့တဲ့စန္ဒဖြစ်ပေါ်လာတယ်။ဒါကြောင့်တာဝတိမြို့သူမြို့သားများ ਨੇ ဇေရင်ចောင်းတော်လိုက်ပါသွားပြီးမြတ်စွာဘုရားကိုတရားနာကြတယ်။တရားနာကြပြီးတဲ့နောက်မှာသူစိတ်အကြံကငါသည်ပြည်စည်းဥစ္စာများကိုညီမြပင်ရှားဝေစုဆောင်းစေကား ဒီပစ္စည်းဥစ္စာများသည်သေသောအခါငါတော့ပါမည်မဟုတ်ပစ္စည်းဥစ္စာတွေကိုစွန့်ခွာ၍ရံပြုမှသာဘဝကူးကောင်းွယ်ရှိဒီလိုစဉ်းစားပြီးတော့ဗုဒ္ဓထံရံပြုကိုခွင်တောင်းပါညီငယ်စုလကာလကအမျိုးမျိုးယဟန်မပြုရန်တောင်းပန်တော်လဲမရသည့်အတွက်နောက်ဆုံးတော့သူကိုယ်တိုင် အကိုကြီးနဲ့အတူသာသနာပေါ်မှာယဟန်ပြုပါရယ်မဟာကလဟာယဟန်ပြုပြီးတော့ကမ္မထံတရားများကို ပွားများအားထုတ်ဖို့သင်ယူလေ့လာပြီးလင်ညစဉ်သုတ်တန်တို့သွားတာတရားထိုင်ပါရယ်ဒါကိုဥစဉ်တို့အခေါ်တော့သုတ်တနာဒူရင်ပေါ့အဲ့ဒီလိုသုတ်တနာဒူရင်ကြည့်တဲ့ပုဂ္ဂိုလ်ဟာ အဲ့ဒီညအချိန်တွင်သုတ်တန်တို့သွားပြီးယဟန်များအားလုံးအဲ့တဲ့အချိန်တွင်သုတ်တန်တို့သွားပြီးနည်းနည်းစောစောယဟန်များမနိုးခင်ကြောင်းကိုပြန်လာရတယ်ဘာလို့လဲဆိုတော့လူတွေကသုတ်တန်တို့သွားပြီးတရားကျင့်တယ်လို့ထင် လူအများကជីညိုကိုးကွယ်စိတ်ကပ်ခြင်းစတဲ့ကြော်စောခြင်းမဖြစ်အောင်ထိန်းရခြင်းဖြစ်တယ်။ဒါပေမဲ့ဘေးအန္တရာယ်တစ်ခုခုဖြစ်ပေါ်လာလို့ရှင်ကာကွယ်စောင့်ရှောက်နိုင်ရန်တုံ့တန်စွာရွာတကြီးမိမိကြောင့်မှအကြီးအကဲတွေကိုလည်းကြိုတင်တည်ပေးထားရတယ်။ဒါပြင်အဲ့တုံ့တန်ဒူရင်ကိုစောင့်တည်မဲ့ယဟန်ကအမေတန်ငါ စားခြင်းကိုလည်းချောင်ကျင်ရပါတယ်မဟာကာလမထေကြီးဟာညစဉ်ညစဉ်သုတ်တန်သွားရည်အတုပကမ္မထံကိုအာထုတ်တာမကြာခင်မှာပင်ရန္တာကြီးဖြစ်သွားပါတယ်ညီငယ်စုလကာလကတော့ပင်ကိုကတရာတရားနေအကိုကြောင့်ရမ်းပြုခဲ့လို့ရမ်းဘွားမှာတနေ့မှမပြောပိုက်ပါဘူးလေ သူဇနီးနဲ့သားသမီးတွေကိုပဲနေစဉ်တရိယနေတယ်လူထွက်ရအခွင့်လန်းကိုသာရှားနေတယ်အကိုကြီးမဟာကာလရန်တာဖြစ်ပြီးနောက်မကြာမီဖရာရှင်ဟာနောက်ပါယဟန်တန်ဃာများနဲ့ဒူခီလဲ့လျံတာဝတိပြီးမှထောက်ခွာတော်မူပါတယ်မြို့တွေရွာတွေကိုအစဉ်တိုင်းလဲ့လေတော့လဲ့လေကြွရှိတော်မူလားနောက်ဆုံးတော့အဲ့ဒီ မဟာကာလာတို့ရဲ့ဇာတိချက်ကြွေဖြစ်တဲ့သေတရမျိုးကိုရောက်ပါတယ်ဆူလကလာရဲ့ဇနီးတွေကသူတို့ရဲ့လင်ယောက်ျားကိုဖျားယောင်ဆွဲဆောင်ပြီးလူထွက်စေရန်အကြံဖြင့်ဗုဒ္ဓနဲ့ရန်တန်ဃာတော်တွေကိုဆွန်စာဖိတ်ပါတယ် စွန်းစားခြင်းကနိမဆူလကာလကဗုဒ္ဓနဲ့တန်ဃာတော်တို့အတွက်နေရထိုင်ခြင်းများစနစ်တကျခင်းရန်အိမ်တို့တပါးသည်လိုက်သွားသည်ဆူလကာလအိမ်ရောက်တာနဲ့ဇနီးဇနီးဟောင်းနှစ်ယောက်တို့ကအခွင့်ကောင်းယူပြီးတော့ဆူလကာလကိုအမျိုးမျိုးနောက်ပြောင်းကြည့်စေ လူထွက်အောင်ဖြားယောင်းကသွေးဆောင်လိုက်ပါတယ် ဇူလကလာကလည်းပဲမဆုခင်ကညွတ်ချင်နေတဲ့သူဆိုတော့လေသင်္ကန်းဆွဲချလိုက်တာနဲ့လူဝဖြစ်သွားတာပဲအဲ့ဒီနောက်သူဇနီးဟောင်းများကဘုန်းကြီးလူတွေဇူလကလာကိုရာသံဃာတော်များကိုဆွန်းသွားပင်ခိုင်းနေဆွမ်းဖုံးပြီးတဲ့အခါ မဟာကာလရဲ့ဇနီးဟောင်းတွေကနောက်နေ့အတွက်ဆွမ်းဖိတ်ပြန်တယ်သူတို့ကလည်းအကြံစီနဲ့ပေါ့ဇူလကာလရဲ့မယားတွေကဇူလကာလကိုလူဝင်လျောက်လုံနိုင်ခဲ့သလိုမဟာကာလရဲ့ဇနီးဟောင်းတွေကလည်းပဲသူတို့ရဲ့ယောက်ျားကိုလူဝင်လဲခိုင်ဖို့အကြံပြန်ဆွမ်းဖိတ်တယ်သို့တော်ညာလဲ စွန်မစားခင်စွန်ပြင်းတဲ့အခွင့်အရေးကိုမဟာကာလမရလို့သူတို့အကြံအရေးအကြံစီကပြတ်သွားခဲ့ပါတယ်။တော်တော်များလဲဆွန်ဖုံးပြီးတဲ့အခါမဟာကာလရဲ့ဇနီးဟောင်းများကမြတ်စွာဘုရားအား မာကာလအာတရားဟောရန်လျှောက်တယ်ဒီတော့မာကာလကမြတ်စွာဘုရားနဲ့တန်ဃာတော်တို့အားအရှင်ဘုရားတပည့်တော်တရားဟောဖို့နေပါမည်အရှင်သေးအရှင်ဘုရားတို့အေးစေစေကြွတော်မူပါလို့လျှောက်တယ် လက်စော်ဘုရားနဲ့တန်ဃာတော်များကလည်းပဲဆုံဖုံးပေးပြီးတဲ့နောက်မှာအီအိမ်မှအေးစေးစေးပဲပြန်လဲထွက်ခွာသွားကြပါတယ်ဒီလူနဲ့လမ်းလို့ရောက်တဲ့အခါမှာအချို့သောယန်းတွေကတူတီတူတီပြောကြတယ်အရှင်မဟာကာလကိုမယားဟောင်းရဲ့အိမ်မှာတပါးတည်းထားခဲ့တာမှားတယ်တိတ်ကိုမှားတယ် မနစ်ကလည်းပဲဆူလကာလာကိုတပါးလေးလွတ်လိုက်လို့ယဟန်ဘုရားပျက်စီးပြီယခုလဲယဟန်ကောင်းယဟန်မြတ်တပါဆုံးကျုံးမယ်ထင်တယ်ဆုံးကျုံးတော့ဦးမယ်ထင်တယ်အဲ့ဒီလိုယဟန်တွေရဲ့တူတီစကားကိုမြတ်စွာဘုရားကကြားတော့ယဟန်တို့မဟာကာလာသင်တို့ထင်တယ်လို့ဇူလကာလာလို့မှတ်နေသလား ဒီတော့ရမ်းများကမှန်လားပါရှင်ဗျာစုလကာလမှာကမယားနှစ်ယောက်ဒါရှိတယ်မဟာကာလမှာကမယားရှစ်ယောက်တောင်ရှိရဖျားမယားရှစ်ယောက်ကဝိုင်းဖန်လေမဟာကာလဖို့တော့မလွယ်ဘူးထင်ပါတယ်ဖျားဒီကဗုဒ္ဓကယဟန်တွေကိုယဟန်တို့သင်တို့သည်အေတို့မထင်ကြနှင့်စုလကာလနှင့်မဟာကာလတို့သည်ညီအကိုချင်းပင်ဖြစ်တော်လေ တရားဓမ္မအရာတွင်လွန်စွာခြားနာကြ၏ศีลကာရတိကန္နာသစ်ပင်နှင့်တူ၏ကာမဂုဏ်အာယုန်တို့ဖြင့်ဆွဲဆောင်လင်အလွယ်တကူပင်ရင်ရိုင်လိုပြေရင်ရိုင်လဲပြိုတတ်၏မာကာလကကြောက်တောင်ကြီးနှင့်တူ၏ကာမဂုဏ်အာယုန်တို့ဖြင့်မြင်မြပင်ဆွဲဆောင်စေကားမူ ရင်ရောင်ရင်ရင်ပြိုလဲခြင်းရှိမည်လူမဟုတ်အဲ့လိုမြတ်စွာဘုရားကဟောကြားခဲ့ပါတယ်မဟာကလရဲ့မဟာဟောင်းရှိောက်တို့ကလည်းပဲမဟာကလကိုလူထွက်ဖို့ရန်အမျိုးမျိုးသွေးဆောင်ဖြားယောင်းပါတော့လေ ရန်တာဖြစ်တဲ့မာကာလကိုဘယ်လိုမှဆွဲဆောင်လို့မရကြပါဘူးတဲ့နောက်ဆုံးတော့မာကာလဟာဇန်အမိန်ညင်တကိုးဖြင့်ကောင်းကင်သို့ပြန်တက်ပြီးကြောင်းတော်သို့ပြန်ကြွခဲ့ပါတယ်မာကာလဝတ္ထုပြီးပါပြီ